စကိုင်းငလျင်ကြောင့်နေအိမ်တွေပြန်လည်တိဆောက်ပေးနေတဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့လှုပ်သားရှာဖောက်မှုပြဿနာကြောင့်ရက်ကျကျမှုတွေအပြင်အခက်အခဲတွေလည်းကြုံတွေ့နေရတယ်လို့မန္တလေးမြို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ဒေသခံတွေရှိကသိရပါတယ်။ငလီဘေးတဲ့အများဆုံးခံခဲ့ရတဲ့မန္တလေးမြို့ကဆောက်လုပ်ရေးအလုပ်သမားအများစုဟာနေအိမ်အဆောက်အုံတွေဖြိုချရမှာအလုပ်သမားတွေကိုတနစ်တာလှုပ်အားကငွေကျပ်3000ကနေ8000အထိဈေးနှုန်းမြင့်တက်နေတာပဲဖြစ်ပါတယ်။ မတ်လ28ရက်မွန်းလဲပိုင်းကလှုပ်ခဲ့တဲ့ငလျင်ကြီးကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနေပြည်တော်ရှမ်းပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့ပြီးလက်ရှိမန္တလေးကငလျင်တန်ထိအဆောက်အုံတွေအများကြီးရှိနေသလိုမဖြိုဖျက်နိုင်သေးလို့အန္တရာယ်ရှိအနေအထားမှာရှိနေတဲ့အဆောက်အုံတွေလည်းရှိနေပါသေးတယ်အခုကအဲ့ဒီတိုက်အပြူအပြက်အဲ့ဒီအပြူအပြက်အပြက်တရားတွေကအဲ့ဒါတွေပေါ့နေစာခေါ်တော့ပေါ့နော်တရက်ဟိုတော့3000နေလို့8000အဲ့လိုမျိုးပေါ့ပေးခေါ်ရတော့ပေါ့နော် အဲဒီနောက်တော့တို့အကလုံးပါသွားကြတော့ပေါ့ဒီလိုပေါ့ခင်ရခင်ကြောင်းနဲ့တော့ချိတ်ဆက်ပြီးတော့ခေါ်လိုက်တော့လေအဲ့မှာကျွမ်းကျင်လောက်တာတို့အဲ့ဒီအကျန်းသမားအဲ့ဒီနောက်လိုက်တဲ့နောက်လိုက်ဆိုတဲ့အဲ့ဒီဘုရားအလုသမားခေါင်းဆောင်တော့လိုက်လာတယ်ဆိုတော့အဲ့မှာဘာတွေပါလဲတခိုးတွေပါလားတခိုးတွေပါတဲ့ခါကျတော့အဲ့ဒီလိုအဲ့လိုမျိုးလောက်ပြီးတော့အဲ့ဒီကိုအဲ့လိုမျိုးဝင်လောက်တော့ဗျာဝင်လောက်တယ်ပြီးရင်ကကြီးချောင်းဟိုဘာဖြစ်တယ်ညာပြည့်ကကြီးချောင်းလောက်တော့ဗောအဲ့ပြီးတော့ပြန်သွားတော့ အဲပြန်သွားပြီအဲ့ဒါညာကျရင်သူကအုပ်စုလိုက်ပြန်လာပြီးတော့အမပြန်ပြီးတော့လဝင်ခိုးတာလမ်းကြောင်းကြည့်သွားတော့ဗျာသဘောကဟုတ်ကဲ့မန္တလေးမှာငလင်တန်တဲ့အဆောင်ဖြူဖြက်ခါကို7,500ကနေ7,100ကျပ်အထိတောင်းတဲ့သူတွေရှိသလိုအခမဲ့ကူညီပေးတဲ့သူတွေလည်းရှိတယ်လို့သူကဆိုပါတယ်။ဒါအပြင်ငလင်ကြောင့်ပြိုကျသွားခဲ့တဲ့အဆောင်တိုက်ပြက်တချို့တွေကြာဇရိုက်ပြက်လူသားအန္တရာယ်တွေနဲ့ပါကြုံတွေ့နေရတယ်လို့မြို့ကန်ကြီးကပြောပါတယ်။စောင့်မဲ့နေရာတွေကတအားများနေတဲ့အချိန်ဆိုတော့ site တိုင်းကိုလူပြည့်အင်အားပြည့်နဲ့မစင်းပြနိုင်တဲ့အခါကျတော့ဒီ site တွေကိုအလှည့်ကျဆိုတဲ့စနစ်နဲ့တွားနေရတာပေါ့နော်အဲ့လိုအချိန်မှာအင်ရှင်တွေရဲ့ဒီမကျေနပ်မှုတွေဆိုးရိမ်မှုတွေကလည်းအခက်အခဲတစ်ခုအနေနဲ့နေ့တိုင်းဖြည့်ရှင်းနေရတာပေါ့ဗျာနောက်တစ်ခုကဘီလက်မြေစည်းတွေကလည်းတက်နေရဆိုတော့မှားတဲ့နေရာမှာလည်းအချိန်ကြန့်ကြာမှုတွေနဲ့ကြုံနေရတာပေါ့နော်အရာပြင်းငလင်လောက်ခတ်မှုနဲ့ဆက်ဆက်ပြီးဈေးကွက်မှာလှုပ်သားရှားပေါင်းမှုပြဿနာတွေအပြင်ဘီလက်မြေအပါအဝင်စောင့်လို့ရေးပစ္စည်းဈေးနှုန်းများတစားတစမြင့်တက်လာခဲ့ပြီး ဗီလက်မြေပြက်လက်တဲ့အထိဖြစ်ပွားခဲ့ပါသေးတယ်မင်းရတန်တင့်ခဲ့တဲ့မန္တလေးမြို့မှာလက်ရှိဗီလက်မြေတအိတ်ကိုကျပ်2600မှ3000ဝန်းကျင်ဈေးပေါက်နေတယ်လို့ဆောက်လုပ်ရေးပစ္စည်းအယောင်းဆိုင်နဲ့ဆောက်လုပ်ရေးလုပ်ငန်းတချို့ထံကနေသိရပါဗျ။